မင်္ဂလာပါရှင်လာရိတ်ပြရဲ့ healthy recipes အစီအစဉ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုမျှဝေပေးမှာကတော့ငရုတ်သီးချောက်ကိုဘေးဥပကင်းအောင်ပြုလုပ်တဲ့နည်းလေးဖြစ်ပါတယ်ရှင်ငရုတ်သီးချောက်မှာမှုတွေရှိတတ်ပါတယ်တင့်တော်တဲ့အပူချိန်နဲ့စုတ်ထိုင်းမှုကိုရရင်ဒီမှုတွေကနေ mycotoxin လို့ခေါ်တဲ့မှုစိတ်တွေကိုထုတ်ပေးပါတယ် မိုက်ခိုတောက်ဆင်စတေရဲမှာအနေရအများဆုံးနဲ့အတွေ့အအများဆုံးမှုစိတ်တွေကတော့ alpha toxins နဲ့ okra toxins A ဆိုတဲ့စိတ်တွေပဲဖြစ်ပါတယ် alpha toxins တွေကအသေးကင်စာအသေးရောင်အသေးခြောက်ရောဂါတွေကိုဖြစ်စေတယ်အစာချေစနစ်ကိုထိခိုက်စေပြီးအာဟာရဆုပ်ယူမှုကိုနှေးကွေးစေပါတယ်ကိုယ်ခံအစနစ်ကိုလည်းအားနည်းစေတတ်ပါတယ် okra toxin A ကမို့လို့ ကြောက်ကတ်တွင်မှ ရောင်ညမ်းမှုတွေကိုလှုံ့ဆော်ပြီးနာတာရှည်ကြောက်ကတ်ပျက်စီးမှုကိုဖြစ်စေပါတယ်။ဒီမိုအစိတ်ကကင်ဆာဖြစ်စေပြီးကိုခံအားစနစ်နဲ့တထေသားဖွံ့ဖြိုးမှုကိုလည်းထိခိုက်စေနိုင်ပါတယ်။မိုအစိတ်ကြောင့်အစာစိတ်သင့်ခြင်း၊ဓာတ်မတည့်ခြင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်းဖြစ်စေတတ်ပါတယ်။မယုတ်သည့်အစီမှာပါတယ်ကက်ဆီစင်တက်ကအစာအိမ်နဲ့ဦးလန်းချောင်းနိုင်ရန်တွေကိုရမ်းရံစေတယ်ရင်ပူတယ်အစာအိမ်အောက်မယ်ပြုတ်အံ့မယ်ဝမ်းလျှောမယ် ဒါအပြင်အစာအိမ်နာရှိသူတွေကိုပို့ပြီးတော့စိုးစေတယ်။ခီမိုနဲ့ကင်ဆာယောဂါကုသမှုခံယူနေသူတွေဟာကပ်ဆေးစင်ပါတဲ့ငရုတ်သီးကိုအများကြီးစားရင်ဒီလိုလက္ခဏာတွေပိုပြင်းထန်လို့ငရုတ်သီးအဆေးကိုလုံးဝရှောင်သင့်ပါတယ်။ငရုတ်သီးအဆေးမှာလက်တင်ဓာတ်ပါတဲ့အတွက်ကြောင့်မို့လို့လေပွားမယ်ဝမ်းဖိုက်နာကျင်မယ်ဝမ်းလျှောမယ်ပြုတ်အပ်မယ်ဥလန်းချောင်းမကျန်းမာခြင်းနေဖြစ်မယ် အရေးပြမျက်တနာတွေနဲ့ခေါင်းကိုက်တာတွေလည်းဖြစ်တတ်ပါတယ်ပင်မနှမ်းနေတာတွေကိုလည်းဖြစ်စေပါတယ်။ကျမရဲ့အတွက်အနေရရှိလို့မှုတက်နေတဲ့ငရုတ်သီးချောက်ကိုလုံးဝမစားသင့်ပါဘူး။ငရုတ်သီးမှာမှုပါမပါဘူးတေချာခွဲပြီးတော့စမယ်ငရုတ်သီးကိုတေချာအကုန်လုံးကိုဖြန့်ပြီးတော့အထဲကိုမြင်ရအောင်ကြည့်မယ်နော်။ တစ်ခါလေးကြာလို့ရှင်ကိုကြည့်လိုက်တဲ့အပိုင်းလေးကတနေရာလေးကြည့်လို့ရှင်ကိုကြည့်တဲ့အပိုင်းကမရှိဘူးဆိုပြီးတော့သုံးလိုက်လို့ရှင်တခြားမမြင်ရတဲ့မမြင်လိုက်တဲ့အပိုင်းမှာရှိနိုင်တယ်ဟိုဒီမှာဆိုရင်ဒီဘက်အပိုင်းမှာမရှိဘူးဒါပေမဲ့ဒီဘက်ပိုင်းလေးမှာကြည့်လိုက်ဒီဘက်ပိုင်းမှာຫມိုးတွေတက်မမေ့ရည်နော် နော်အဲဆိုရင်တထောင်လုံးကိုပြည့်ရပါမယ်ဘယ်မိုးနည်းနည်းတွေ့တာနဲ့အဲ့အတောင်ကိုမယူပါနဲ့အန္တရာယ်ရှိပါတယ်မယူသေးတထောင်ပြစ်လိုက်လို့ကဘာမှမဖြစ်ဘူးအဲ့ဒီကနေမှအသေးငယ်စားလို့ကြောက်ကက်ပျက်စီးတာလို့ဖြစ်လို့ရှိရင်ပုံမဲ့စေးဖို့နဲ့လူနာခံမှန်နဲ့ကတော်တော်လေးကိုစဉ်းစားစရာပါအဲခုနငရုပ်သီးကိုတထောင်ညင်းစီအစိဖဲပြီးတော့တေချာမှုပိုက်စိတ်တိုက်ရှာတာ ရှာပြီးသွားပြီမဲ့အလင်းရောင်ထဲမှာထပ်ကြည့်လိုက်တော့ခုနနှစ်တောက်ပဲတွေ့တာအခုနောက်ထပ်ဓာတ်တွေထပ်ထွက်လာတယ်နော်အကြောင်းမြုပ်သီးမှုအလင်းရောင်ကောင်းတဲ့နေရာမှာလေတိတိကျကျစိတ်ဆက်ဆက်ဆက်မြုပ်သီးမှုရှိမရှိကို ကြည့်ပြီးတော့မှရှာအောင်ပါဒီမြုပ်သီးထဲမှာပါနေမဲ့ဘုတ်သက်စီပေါင်းသက်စီဓာမြေဩဇာရဲ့ဓာကျွင်းအဲ့ဒီဟာတွေကိုဖယ်ထုတ်ဖို့ဘိတ်ကင်းဆိုဒါနဲ့စိန်ပါမယ် ရေ1လီတာကို tablespoon ဝဲခွန်းတစ်စွန်းနဲ့ထည့်ပါမယ်ထည့်ပြီးဒီငယ်ကြီးတွေကိုလုံးဝရေထဲမှာမြုပ်နေအောင်စိုက်မယ်မဟုတ်ရင်ရေလွတ်နေတဲ့အပိုင်းစီသက်စီပေါင်းသက်စီနဲ့ဓာတ်မြေရောဓာတ်ကျွင်းနေကြံနိုင်တယ်เนาะဒါနဲ့နိုင်ဝတ်စိုက်ပါမယ် ကဲဆရာရေးစိန်နာတာနိုင်ဝက်ပြည့်သွားရင်မို့လို့ရေးတန်ပြန်စီပါမယ်ဆရာရေးကိုနှံထုတ်လိုက်ပါမယ်နှံထုတ်ပြီးရင်ဆရာရေးကျသွားလို့စီးနေတဲ့ရေအောင်မှာစေးချစေးချပြီးဒီနေ့နောက်တစ်ခါ သေးပြီးရေအတန့်လေးနဲ့စိမ်ထားပါ5မိနစ်စိမ်ပါမယ်နော်ဆက်ရေအတန့်စိမ်ထား5မိနစ်ရေသွားပါပြီဒါဆိုရင်ရေတွေကိုသုံးပြီးတော့ဆက်ထားပါမယ်ရေဆက်လွှားပြီဆိုရင်ငရုတ်သီးတွေကိုလုံးဝ၆တဲ့အထိနေပူနှမ်းပါမယ်။မှုတွေကအစိုးရလုံးဝမရှိတဲ့နေရာမှာမပေါက်ွားနိုင်ပါဘူး။ နေအောင်ကြီးကခရမ်းလွန်ရောင်ကြီးကလည်းပဲမှုတွေကိုတတ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ပူပြီးစိတ်ချရအောင်မိုက်ခရိုဝေ့ဗ်ထဲမှာစက္ကန့်30လောက်ထည့်ပြီးတော့လက်ကျန်ရည်ဓာတ်တွေကိုထောက်ပလိုက်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့မှုနဲ့စိတ်တောက်တွေရှင်းစင်နေတယ်။မြုပ်တီးထပ်တွေကိုလန်နာနဲ့ကြိတ်ပြီးတော့မြုပ်တီးအယောင်တင်မှုလုပ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ ောက်ထပ် healthy recipes အစီအစဉ်လေးတွေကိုကြည့်ဖို့အတွက်လာရေးပြာကို follow လေးလုပ်ခဲ့ပေးခဲ့ပါဦးเนาะ